about you, my friend. And I'll tell you all about it when I see you. ညီလေးတို့ကတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗောလေ။ဘာလို့ဆိုငယ်လွန်းနေလေနော်။အဲတရုတ်ဆောင်သူကငယ်လေးတည်းကတရုတ်ဆောင်လုပ်ခဲ့ရဆိုတော့ကျွန်တော်တို့နဲ့ဆိုတော့ဟိုလောက်တာအဖြစ်တော့စီနီယာဗောဒါပေမဲ့အသက်အဖြစ်ငယ်လွန်းနေငယ်ရွယ်သေးတာဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့တူတူရိုက်ထားတဲ့ဇကားလေးရှိရယ်။ online မတက်တည်းရဗောနော်။ဆိုတော့အများကြီးနှမျောမိရယ်သူအများကြီးလဲလုံနိုင်တယ်။လုံလဲအရေးချင်းလဲရှိရယ်ဆိုတော့အများကြီးလဲ ဖြစ်ဖြစ်ဖြစ်စေခြင်းနေတယ်ဗောလေတချို့ဆိုကျွန်တော်တို့မန်ရှင်အောင်ခေါ်တယ်ကျွန်တော်မန်ရှင်ခေါ်ပြီးတော့အထူးရောင်ကဒီမှာရှိနေသေးတယ်ဗောနော်ဆိုတော့တို့လူမားတာကိုကျွန်တော်ပြည်သက်တွေကတော့သွားပြောပေးကြတယ်ဆိုပေမဲ့လို့အာဘာမှဖြစ်ပါဘူးကျွန်တော်အဲ့အနေနဲ့အဲ့လိုယူသုံးတဲ့ကိစ္စနဲ့ဘာဖြစ်လဲမှမရှိပါဘူးဒီနေရာတော့သူ့နိုင်ရေးဖြစ်နေတာဗောနော်ဆိုတော့ကျွန်တော်နိုင်ရေးကိုမသွားနိုင်လို့ဒီနေရာကနေပဲထူးနဲ့ထူးရဲ့မိသားစုတွေအားလုံးကိုဒီနေရာကနေပဲနားလည်ပေးဖို့တောင်းဆိုချင်ပါတယ် ေးဝန်နေဆင်းတာ9ရက်လောက်ရှိပြီ။ဂျာထဲမှာတော့ပွဲတွေလွတ်လိုက်ရတယ်။ဒီနေ့မှပြန်ပွဲလွတ်တာပါ။မှန်တယ်ပြောရင်တော့ဟိုဆင်ပေါ်ရောက်ရင်တော့လေဆင်ပေါ်ကအနေကြီးဖြစ်သွားပါဘောနော်။တကယ်တော့ကျွန်တော်အရင်လောက်တော့မဟုတ်ဘူး။နည်းနည်းဝိနေသေးတယ်။ဘာဆိုကျွန်တော်လှုပ်လာတဲ့တန်တန်းရှောက်ဘရောမအဲ့လိုမျိုးဟိုပွဲချိန်တွေမှာစားတယ်ဆိုတာမရှိဘူး။ဒီနေ့တော့ကျွန်တော်ဟိုဆေးတွေအချိန်မှန်တောက်နေရဆိုတော့ကျွန်တော်ခုနကတော့ခဏလှုပ်လို့ရတဲ့အချိန်မှာအောက်မှာပြေးပြီးတော့အစာပြေနည်းနည်းအိမ်ရထည့်လိုက်ထမင်းပူကိုစားနေရတယ်။စားပြီးတော့ကျွန်တော်ဆေးတောက်နေရကိုဆေးတောက်ရင်လှုပ်နေရတယ်။ မနိုင်ပြောရင်တော့ညီလေးတို့ကတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပေါ့လေ။ဘာလို့ဆိုတော့ငယ်လွန်းနေလေနော်။အတရုတ်ဆောင်သူကငယ်လေးတည်းကတရုတ်ဆောင်လုပ်ခဲ့ရဆိုတော့ကျွန်တော်တို့နဲ့ဆိုတော့ဟိုလုတ်တာအဖြစ်တော့စီတရားပေါ့။ဒါပေမဲ့အတအဖြစ်ငယ်လွန်းနေငယ်ရွယ်သေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တူတူရိုက်ထားတဲ့ဇကားရည်လေးရှိရယ်။အွန်အဲမတက်တည်းရပါဘူး။ဆိုတော့အများကြီးနှမျောမိရယ်သူအများကြီးလဲလုံနိုင်တယ်။လုံလဲအရေးချင်းလဲရှိတယ်ဆိုတော့အများကြီးလဲဖြစ်ဖြစ်ဖြစ်စီခြင်းနေတယ်ပေါ့လေ။ဆိုတော့သူအဲ့လိုဖြစ်သွားတဲ့ခါကျတော့လဲစိတ်မကောင်းဖြစ်တာပေါ့။ဒါမှမဟုတ်လဲကျွန်တော်ဆေးရုံတက်ရတဲ့အချိန်မှာ အဲ့လိုအများကြီးဘယ်လိုခေါ်မလဲအတိတရားတွေအများကြီးရမိရယ်ဘာလို့လဲဆိုတော့တကယ်ကတမ်းကျွန်တော်ဘာခံစားမိလဲဆိုတော့အေးဆေးုံရောက်နေ၄ရက်အတွင်းမှာလေအဲကျွန်တော်တို့ဟိုမှာရှာထားတဲ့ပတ်စံတွေတို့ရထားတဲ့အောင်မြင်မှုတွေတို့လူတွေအထင်ကြီးတယ်တို့လူတွေသဘောကျတယ်တို့အားကျတယ်တို့ဘာလို့ညစားရဲကုန်လားအလကားပဲတည်လားတကယ်တော့ဆေးုံတဲ့ကျွန်တော်အဲ့ဒါဘာမှလုပ်လို့မရဘူးဗျာအော်အဲ့ဒါတော့ကျွန်တော်တို့ trade through feeling တော့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့တချို့ပေါ့လေအဲကျွန်တော်နဲ့အညီလေးထူးနဲ့ကိုမကွဲတဲ့လူတွေကြတော့သူတို့ဟို query ဖြစ်ကုန်တာပေါ့နော်ဆိုတော့အဲ့တော့ ကျွန်တော်မသိတဲ့လူတွေအတွက်ကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူးကျွန်တော်သိတဲ့လူတွေကလည်းကျွန်တော်ဆင်းဝင်ဆင်းသွားပြီနေကောင်းသွားပြီကျွန်တော်ပြင်မှာအရှင်လက်လက်ရှိနေသေးတာပဲသိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နေတော့ဘာ feeling မှမရှိဘူးပေါ့လေဆိုတော့အဲ့တော့ဆုံးတဲ့လူကလည်းဆုံးသွားပြီဆိုတော့သူ့အတွက်ကျွန်တော်ဆင်မကောင်းဖြစ်တာလည်းရင်ကိုပုံကိုတုံးထားလို့တော့ဘာလို့ညာလို့တချို့ဆိုကျွန်တော်မန်ရှင်အောင်ခေါ်တယ်ကျွန်တော်မန်ရှင်ခေါ်ပြီးတော့အထူးကြီးအောင်ဒီမှာရှိနေသေးတယ်ပေါ့နော်ဆိုတော့တို့အလူမားတာကိုကျွန်တော်ပြည်သက်တရားတော့တော့ပြောပေးကြတယ်ဆိုပေမဲ့လို့အာဘာမှဖြစ်ပါဘူးကျွန်တော်အဲ့ဒါနဲ့အဲ့လိုယူသုံးတဲ့ကိစ္စနဲ့ဘာ feeling မှမရှိပါဘူး ဒီနေ့လည်းကျွန်တော်မိုင်းလေးမှာတင်ထားပေးဖြစ်ပါသေးတယ်ကျွန်တော်တို့ရေကွေးတောင်းကကျွန်တော်ပုံပေါ်မှာသူအိတ်နေတဲ့ပုံလေးပေါ့လေဆိုတော့ဒီနေ့ကတော့သူ့နိုင်ရေးဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်နိုင်ရေးကိုမသွားနိုင်လို့ဒီနေ့ကနေပဲထူးနဲ့ထူးရဲ့မိသားစုတွေအားလုံးကိုဒီနေ့ကနေပဲနားလည်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်နိုင်ရေးတော့မသွားနိုင်ခဲ့ပါဘူးဆိုတော့ကျွန်တော်နိုင်တဲ့လောက်တော့နိုင်ရေးကိုငွေတော့ကျွန်တော်ရောင်းရနေတဲ့ဆင့်ကူပေးပါတယ်လှူထားပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်လဲပွဲတွေလက်ခံထားပြီးသားဆိုတော့အစည်းအဝေးဆင်ပြီး9ရက်လောက်ပဲရှိသေးတဲ့ကာလမှာတော့ကျွန်တော်တို့ကအလုပ်တွေလက်ခံထားပြီးသားဖြစ်တယ်။ CNA ယူပြီးသားဖြစ်တယ်။ အဲပေါ်ရီဆိုတာလည်းအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်တို့တာဝန်ကျေဖို့လိုတယ်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်အဲအတွက်ကြောင့်မဟုတ်လို့ကျွန်တော်တို့လာပြီးတော့လုပ်ပေးနေရတယ်ပေါ့လေအဲအတွက်ကြောင့်မဟုတ်လို့နိုင်မသွားနိုင်တာလည်းနားလည်ပေးပါလို့ပြောချင်ပါတယ်ညီလေးလည်းအဲဒီဘဝဒီလိုဝကြွေး NDA မျိုးတွေနောက်ဆုံးဖြစ်ပါစေရောက်ရပုံဘဝမှာအမြဲတမ်းစိတ်အေးချမ်းသာစွာနဲ့ကောင်းကောင်းမွန်မွန်သူပျော်ရွှင်တာသူဘဝနာပါလုပ်ပြီးလုပ်နိုင်ပြီးတော့နောက်ဘဝနောက်ဘဝတွေများသူရှိခဲ့ရုံပဲဆိုလို့ရှိရင်အောင်မြင်ကျော်ကြားပြီးတော့သူဘဝသူဆန္ဒသူမိသားစုကိုအကောင်းဆုံးထောက်ပံ့နိုင်တဲ့ညီလေးဖြစ်ပါစေလို့ဒီညကနေဆုတောင်းပေးနေပါတယ်ဒီလိုတင်ပါတယ်ခင်ဗျာ Thank you